โอเคဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ဒီကျွန်တော်ရဲ့ record တွေတဲ့မှာတီးပြန်စားမနေစိုက်ပြိုးပြသွားမှာပဲဖြစ်ပါတယ်โอเคဆိုတော့ဗီဒီယိုလေးမစခင်မိတ်ဆွေတို့နေနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပါသေးဘူးဆိုရင်တော့ subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျโอเคဒါကတော့ကျွန်တော်ရဲ့ record တွေပေါ့เนาะ2 4 4 quad ဆိုတော့8 quad ရှိပါတယ်အဲနောက်ပြီးတော့ဒီမှာ site for အတွက်ဝယ်ရမယ့်အသီးတွေကမုံလာဥနီတို့ပါလို့ရှိပါတယ်အဲအဲ့ဒါတွေတော့ကျွန်တော်ဒီ share ဈေးလဲမှာသွားဝယ်မှာပေါ့နော် ဘာလို့သူစီကဝယ်တာလဲဆိုလို့ရှင်တော့ဒီဂိမ်းเนี่ยမှာကိုက်တယ်ဆိုလို့သူနဲ့ကျွန်တော်ရဲ့နှစ်ယောက်ပဲရှိပါတယ်။အာโอเคဆိုတော့အခုဆိုရင်ကျွန်တော်မှာပတ်စံဒေါ်လာ80ရှိရဆိုတော့အမ်မော်လာဥနီက10ဒေါ်လာစတရောဘယ်ရီကဒေါ်လာ9လဲဆိုတော့โอเคစတရောဘယ်ရီတစ်ပင်နဲ့မော်လာဥနီ3ပင်လောက်ဝယ်လိုက်မယ်။โอเคဆိုတော့ဒါကိုကျွန်တော်တို့လေကွက်ထဲကိုသွတ်ဆိုင်မယ်သွတ်ဆိုင်မယ်။လေကွက်တွေကအများကြီးကပတ်စံမရှိသေးတော့နည်းနည်းချင်းချင်းပဲ။ စိုက်ရတာပေါ့ okay ဆိုတော့ဒီမှာမုံလာဥနီဒီကောဥတူးရတဲ့ပင်ဆိုတာဒီမှာပဲစိုက်ထားလိုက်မယ် strawberry ကဟိုလိုပင်ကြီးပေါ့အပင်ငယ်လေး okay အဲ့ဒါကိုကြာတော့ဟိုဘက်လဲခဲ့တဲ့မှာသာစိုက်မယ်ဘဟောငါရဲ့အပင်နေတော့ကြီးတော့မယ်ကွာ okay ဟိုမှာမုံလာဥနေတော့တန်းကြီးသွားတယ်အော်ဒါလည်းစကားမဆက်ဒါက roblox မဟုတ်ဘူးเนาะအပြင်ကဟိုလိုတက်တက်တောင်းတဲ့ game ဘယ်လိုပြောမလဲလို့မသိဘူးဗျာအကိန်းရဖြစ်ပါတယ်အာ grow is ကာရန်လို့ခေါ်တယ်ဗျဒီကိန်းလေးကိုဆော့ကျင်နေဆိုရင်တော့ကျွန်တော် description မှာ link ရှာပေးထားပါတယ်အမှတွားပြီးတော့တောင်းဆော့လို့ရပါတယ်โอเคโอเคခုဆိုရင်တော့ delivery ပတ်ဝန်းကျင်ကိုကျွန်တော်6ကြည့်ပြီးတော့လေးလာရောက်တော့ဒီနားမှာလဲကွက်ဆိုလို့ကျွန်တော်တကွက်ကျွန်တော်ကွက်လဲကွက်တွေပဲရှိပါတယ်အာဒီမှာဒီမှာဒီမှာကျွန်တော်ရဲ့မော်လာဥနီပင်နေရနေပြီကွာโอเค3ပင်3ခုစိုက်တာ3ပင်ပဲရတယ်โอเคဥပင်ဆိုတော့အဲ့လိုပါပဲ တပယ်မတဦးနှစ်ဦးအလောက်ပဲဒါပေမဲ့အေးဒါပေမဲ့ဒီ strawberry ကကြတော့အပင်ဆိုင်ထားရင်အအပင်မသိမရှင်းတော့အတီးကူးလို့ရတယ်ဆိုတဲ့သဘောပဲโอเคခွေဒါဆိုတော့ကျွန်တော် strawberry ပဲမြန်မာစားရတော့မယ်ဟုတ်တယ်မလားဟောကွာကြီးကတပင်ဆိုင်မှာတဦးရတာဗျာအိုးအခုဆိုတော့ကျွန်တော်စီမှာဒေါ်လာ120ဆိုတော့ what the fuck strawberry ပဲရအောင်ပါကွာโอเค strawberry ပဲများများစိုက်ထားလိုက်မယ်ဒါဆိုရင်တော့အချိန်ခဏအတွင်းမှာငါရဲ့သက်ဆန်တွေကတော်တော်တိုးလာနိုင်တယ် โอเคสตรอเบอรี่อ่ะဒီမှာပဲထပ်ထားလိုက်မယ်နည်းနည်းနေရာစိတ်သွားမလားမသိဘူးโอเคဒီမှာတော့ပဲဒီမှာတော့ပဲအာနောက်ထပ်အိုးတွေ့လာတွေ့လာတွေ့လာဒီမှာခုခုပဲဆိုက်တယ်ခုပဲတန်းကြည့်လိုက်အာနောက်ထပ်ဟိုဟာမော်လာဥနီဒါဟိုမှာပြန်သွားဆိုက်လိုက်မယ်ဦးဒီလောက်ဆိုရင်တော့ဒီလောက်ဆိုရင်တော့မကြခင်အတီးနံပါတ်ကြီးရောင်းပြီးတော့မီလီယံတိုင်းဖြစ်တော့မှာကွာ ဟိုဟိုโอเคโอเคအော်ရံပတ်စံရောရှယ်ရရောโอเคဒီဘက်မှာမြေခွက်တွေကတော်တော်လွတ်နေသေးရဲ့ကွာအပတ်ဒီမှာဘာဆိုင်ကောင်းလဲခဏညွှတ်ကြည့်လောက်ဝင်โอเคစတော်ဘယ်ရီကိုတစ်ခင်းလုံးပြည့်အောင်အရင်ဆိုင်လိုက်မယ်ကွာလက်ထက်မှာလည်းပတ်စံနည်းနည်းရှိတာဆိုတော့โอเคတစ်ခင်းလုံးအပြည့်ဆိုင်မယ်ပြီးလို့ရှိရင်ဂျန်နဲ့လွတ်နေအခင်းတွေမှာရတဲ့ပတ်စံနဲ့ထပ်ပြီးတော့ဝယ်ဆိုင်မယ်โอเคโอเค စတရော်ဘယ်ရီ၆ပိုင်းကြောင့်မှတခင်းလုံးပြည့်အောင်ဆက်ပြဲမယ် Okay okay အာဒီမှာတော့နည်းနည်းတော့ပြေဖို့ပေါ့နေဗျာတယောက်တည်းကြီးစိုက်လိုက်ရှိတ်လိုက်ဆိုတော့လေ Okay ကိုကိုလေးဒါမျိုးလေးပဲအပင်လေးစိုက်ပြီးအေးရရင်ဆော့ကျင်နေဆိုလို့ရှိရင်တော့ဒီဂိမ်းလေးကိုဆော့ဖို့ recommend ပေးချင်ပါတယ်အာဒီမှာငါရဲ့မော်လာဥနီပဲနေတော်တော်ကြီးလာပြီကွာ ခုဆိုင်ခုရှာနော်မြေဒီဩဇာမြေဩဇာကောင်းတယ်လို့ပြောလို့ရတယ်ဟာဟာခုဆိုင်နော်စတရောဘယ်ရီခင်းနဲ့မော်လာဥနီခင်းပိုင်နဲ့ပိုင်ရှင်ဖြစ်နေပြီကွာโอเคစတရောဘယ်ရီဘယ်တော့တန်းကြီးอ่ะနေပေါ့စတရောဘယ်ရီကပင်ရသေးသေးလေးပါငါနဲ့ရှင်နေတော့ဘာလို့ငါပူနေရောโอเคစတရောဘယ်ရီဘယ်နီကိုတစ်ခေလုံးပြအောင်အမြန်ဆက်ရမယ်ဒေါ်လာ90ဆိုတော့တန်လဲတန်တယ်ကွာသူစီရရမယ်ဒေါ်လာအနည်းဆုံး1000ငန်း1000ငန်းတော့ပြန်ရနိုင်တယ် โอเคဒီ73ပင်လုံးကိုဒီမှာ52ပင်လုံးကိုဒီမှာတစ်ခါတည်းစိုက်လိုက်တော့မယ်โอเคငါစိုက်ရတာအပင်တွေတော်တော်များစိတ်သွားတာမသိဘူးโอเคโอเค3ပင်2ပင်ပဲကျန်တော့တယ်အမ်ဟုတ်တယ်ကွာနေရတော်တော်စိတ်သွားတယ်နည်းနည်းကျဲကျဲလေးစားနိုင်တော့နေရပိုလှမယ်ထင်တယ်။အိုးကြည့်ပါဦးမကျွန်တော်ရဲ့စတရော်ဘယ်ရီကင်းတွေကိုအဲအခုပဲမျိုးသေးချတယ်အခုပဲတန်းပေါက်တယ်နော် မျိုးသားတော့စောင်းရမိုက်ရေ Okay strawberry ရတော့နည်းနည်းတော့လိုးလိုရေးကွာအာဒါပေမဲ့ဒီမှာငါရဲ့မော်လာဥလီတောင်တော်တော်ရနေပြီပဲ Okay 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 ဒါပေမဲ့ဒီမှာမော်လာဥလီထပ်ဆိုင်လို့တော့အဆင်ပြေတော့ဘူးကွာအချိန်လေးပေးရတယ်တခါပဲရတာဆိုတော့ အခုဆိုတော့ကျွန်တော်ရဲ့ strawberry ရောင်းလို့ရတဲ့ငွေကဒေါ်လာ2390ရာသားပဲပေါ့နော်။အဲဒါဆိုရင်တော့ strawberry မဟုတ်ဘဲနဲ့တခြားဈေးကြီးတဲ့ပင်တွေကျွန်တော် website လို့ရရင်ပါ blueberry တို့ tomato တို့ပါရှိပြီးရဲ့ဗျာ။အော် tomato ကဒေါ်လာ800တောင်ပေးရတာပေါ့။အော်ရအောက်ကောက်စာ1000နဲ့ what the fuck อืมเปียวมูอ่ะ1400ดอลลาร์วอเตอร์เมโลอ่ะ2500 ဟေးအေးငါရရမှာရာခဏလောက်ရတာသူတို့မှာထောင်ခဏတောင်းခဏနေ what the fuck အမ် what the fuck ငရုတ်တီးကဒေါ်လာတန်းအောင်ပေးရမှာလေဟိဟာငရုတ်တီးဆိုင်စားဖို့တောင်အဆင်မပြေတော့ဘူးထင်နေကွာโอเคဆိုတော့မိတ်ဆွေတို့နေငရုတ်တီးစိုက်တင်လားမစိုက်တင်လားကိုမမရေးတော့ပြေဖို့တောင်းဆိုချင်ပါတယ် အမ် okay 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 ဆိုတော့အခုလောဆိုတော့ကျွန်တော်ရတဲ့ strawberry တွေကိုပဲအရာခူးပြီးတော့ရောင်းလိုက်မယ်ပြီးမှနောက်ထပ်ဈေးကြီးတဲ့ဘယ်နေထပ်ဝင်ပါဘောနော်အခုဆိုတော့ဒေါ်လာ6998ဆိုတော့ငါ blueberry တော့စိုက်လို့ရပြီ blueberry က400ဆိုတော့ဘယ်လောက်ရမလဲ6000ဆိုတော့စက်နှစ်စက်နှစ်ပိုင်းလောက်ရမှာထင်တယ် okay အကုန်လုံးတော့ဝင်လို့မရတော့နောက်ထပ် tomato ခရရှင်ဒီကချစ်ရဒေါ်လာချစ်ရတော့ okay KMN 3ပင်နဲ့ blueberry 7ဆိုင်ပါမယ် ကေတမျိုးတည်းကြီးကိုစိုက်နေရောလဲသိရမလားတနေရာတိုင်းမှာပဲပေါက်နေရလေးပါတယောက်နေဆိုတော့မလောက်ဖြစ်နေโอเค blueberry တော့ဒီအခင် strawberry ပေးနာမှာပဲရှာရတော့မယ်ဒါမျိုးစားပင်တီးပင်တီးပင်စားပင်လေးရတက်ပေါ့ဗျာနောက်ထပ်ဟိုဘက်ကဟင်းရှက်ဆီရလိုမျိုးအပင်ရတက်တက်လို့တခင်းစီစားလိုက်မယ်โอเค blueberry ကလည်းတော်တော်အဖြစ်မြန်နေရကွာခုရှာပြီးနောက်မှာအစီလေးငါနေအပင်တန်းဖြစ်လာတာโอเค tomato တော့ဒီမှာပဲစားလိုက်တော့မယ်အမ်ခရရှင်မယ်လေဈေးကောင်းတယ်ကွာခရရှင်ဒီတပိတ်တာကိုတထောင်လားမသိဘူး โอเคโอเคโอเคဆိုတော့အခုတော့ငါ့ရဲ့ခင်းရှင်ပင်လည်းဖြစ်သွားပြီ။အိုးဒီမှာကြည့်ပါဦးကျွန်တော်ရဲ့ blueberry ပင်ရိုးအခုပဲရှာခဲ့တာ။ What the fuck ကျွန်တော်အရင်နှစ်ပြန်မက3ပြန်လောက်တော့ရှိနေတယ်။အော် strawberry ရောမှဲ့နေပြီကွာ။โอเคโอเคโอเค strawberry ကိုနည်းနည်းထိုက်ပြီးတော့ခူးရောင်းလိုက်မယ်။ဒါဆိုရင်တော့နောက်ထပ်ဈေးကြီးတဲ့ပြည့်တီးတို့ပါတီးညာတီးအကုန်ဆိုက်လို့ရတော့မယ်ကွာ။ okay okay အချိန်နဲ့အမျှကျွန်တော်ရဲ့ blueberry တွေညာတော်တော်ကြီးကိုကြီးရတာဗျ။အာဒီမှာ strawberry ဆိုရင်လည်းပါချွေအောင်လေးတွေရောအနီအောင်လေးတွေရော the hell ဥယျာဆိုင်တော်တော်ပျော်ဖို့တော့ကောင်းတယ်ကွာ။အခုဆိုရင်တော့ကျွန်တော်ရဲ့ပစံ4900ရှိလေရပါပြီ။ Okay ဒါဆိုရင်တော့4000ဆိုတော့อืมတော်တော်မိုက်တဲ့အသီးပင်တွေစိုက်လို့ရပြီကွာ။ဒီမှာထောင်ကနန်း 2400အော်2500 watermelon လို့ okay ဖယဲသီးကရာသီဥတုပွဲဆိုဖယဲသီးစိုက်ရမယ်ကွာဖယဲသီးလည်းစိုက်လိုက်မယ်4000ဆိုတော့2000ကွဲ2500ဖယဲသီးပဲပဲရမလဲ okay okay ရာသီးရရာသီးရတင်ရှားဆောင်ရွက်ချောင်းရဆိုတော့မသိတော့ဘူး7ပင်တော့ရရချင်းတယ်73 74 56 78 okay 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 အခုဆိုတော့ကျွန်တော် watermelon ဖေးသည်78ပင်နဲ့အောက်ကဥစား2ပင်ဆိုက်လိုက်မယ် โอเคยาดีรู้เลยปูรอพยาธิดีย่องเองเนาะตลอดย่องมาหมัดเลยว่ะโอเคเดี๋ยวมารอพยาธิโอยินใส่เลยมั้ยဒါကြီးတော့ကျွန်တော်ရဲ့ဖရဲကင်းကြီးပေါ့ဗျာโอเคဒါပေမဲ့ဖရဲပင်ကနှွယ်ပင်ဆိုတော့ဒီလိုမျိုးဆက်ဆက်လေးဆိုင်တော့ဘာမှမဖြစ်တော့ဘူးပြီးမှနှွယ်ရနေသူကပြန်တီးတာဆိုတော့ခက်တယ်မလားဒါပေမဲ့ဒီနောက်ကဥစ္စာတွေကဘာဖြစ်သွားအောင်ပျောက်သွားငှက်စားငှက်ငှက်စားသွားတာအမ်ဒါကဒီပျောက်မှုပင်ကတော့ကျွန်တော်ဒီမှာပဲဆက်လိုက်တော့မယ် ခင်ကျောင်းကနှစ်ပင်မဲရလိုက်တယ်ကွာခေဆိုတော့ blue bed ဒီဒီခူးရောက်ရမယ်ကွာဆိုတာမျိုးစီတွေဝဲတာပတ်စံကအသိမရှိတော့ဘူးဆိုတော့ okay strawberry လေးတော်တော်များနေပြီကွာကြည့်အောင် strawberry ရဲခန်းနေရပဲစားအောင်စားကြင်လာကွာခုဆိုရင်တော့ကျွန်တော်ရဲ့ strawberry ဂင်းရလည်းတော်တော်ကြီးကိုမြားလာပြီနောက်ပြီးတော့ blueberry ဘင်းရလည်းအိမ်တလုံးစားလာတော့ရှိတော့မယ်ထင်တယ် ခေအခုဆိုတော့ကြည့်လိုက်ပါမယ်မှာကျွန်တော်ရဲ့ဖယဲကင်းကြီးอ่ะကျွန်တော်ရဲ့တရက်ကိုကြော်တော့မယ်ပေါ့နော်ဖယဲသီးလက်တော်တော်ဖြစ်တယ်ဗျအာအများကြီးပဲကြည့်ဦးအိုး blueberry ဆိုရင် တော့တော်တော်ကြီးကိုများနေ what the fuck ဒီပြောင်းမှုကဘာလို့အခုထိမတက်သေးရလဲအမှန်တကယ်ဆိုရင်ပြောင်းမင်ကမိုးရဲမှာတော်တော်ဖြစ်မြင်ရမယ်အပင်မဲမဟုတ်လေတသိန်းနံအပင်ဘာပင်ရှိလဲမသိဘူးအော်ဒီမှာ mango တည့်ရတီတည့်ရတီရှိရကွာโอเคโอเคဆိုတော့ဒေါ်လာတသိန်းနံ တရက်တီးကိုကျွန်တော်ရဲ့ channel မှာစိုက်သွားမှာဖြစ်ပါတယ်ဟော okay အမ်တရက်တီးကိုငါဘယ်နှမှာစိုက်မလဲ okay ဒီကခရမ်းရှင်ပင် what the fuck ခရမ်းရှင်ပင်ကအဲ့လောက်ထိကြီးလို့လားတုံတုံလောက်ကြီးလေကွာမင်းတို့ server ရဲ့ဘလို့ကြီးလဲလို့ခရမ်းရှင်ပင်ကတုံတုံထောင်တက်လေကွာခရမ်းရှင်ကြီးတလုံးတလုံးလည်းနေရကောင်းရင်မဟုတ်ဘူး what the fuck ဖြစ်ဖြစ်ဘာဖြစ်ဖြစ် ဒီကရတဲ့ပတ်စံနဲ့အဓိကငါရဲ့ဥယျာဉ်ကိုဆက်လက်ပပလေးဖြစ်အောင်လုပ်ဖို့ပဲလိုတာကွာအော်ဒီမှာ strawberry လက်တော်များနေပြီ blueberry ကလည်းတော်တော်ကြီးနေပြီကွာဒါပေမဲ့ blueberry ကိုကျွန်တော်တိတ်တောင်ခိုးရသေးဘူးအဲအခုဆိုတော့ကျွန်တော်ရဲ့ပြောင်းမှုဘင်းကကျွန်တော်ရဲ့အရက်နှစ်ပြန်မကတော့ချီသွားပြီကွာ okay okay ဆိုတော့ဒီပစ္စည်းတွေကိုအဲအခုမှချလိုက်တဲ့ငါတရက်ပင်တရက်ပင်ကဘလို့ရော အော်ဒါကတော့ကျွန်တော်ရဖရဲပင်နေတော့အာကျွန်တော်ဖရဲသည်ဖရဲသည်ရောင်းလို့ရပြီပေါ့ဟုတ်ဟုတ်ရောက်ရောက်ရောက်ပြီဟုတ်ဟုတ်ပြီโอเคဖရဲသည်ရောင်းလို့ရတဲ့ပတ်စံတော့တော်တော်တက်လာပြီပေါ့နှစ်သိန်းလောက်ထိတက်လာပြီအာဒါကတော့အော်ရောင်းဖရဲသည်ကဖရဲသည်လည်းတူတူပဲကွာတပင်ဆိုင်ရင်ဝင်မဲ့ရတယ်အော်အခုဆိုတော့ကျွန်တော်ရပတ်စံနှစ်သိန်းကျော်သွားပြီပေါ့နော်အမ်ခွေဆိုတော့နောက်ထပ်ဗာမျိုးစစ်တွေဆိုင်ရင်ကောင်းမလဲ ။ဒီမှာဖယဲသီးရ0တော့ရတယ်ကွာ။ဖယဲသီးပဲစရင်ကောင်းမလား။ပန်းသီးပဲစရင်ကောင်းမလားမသိခဏလေး။ပန်းသီးရ3250ဝါရဝက်ဆိုင်မှာလေ။အုံးမေရဒေါ်လာ6000တရက်သီးရ3000ဆိုတော့တရက်ပဲလဲဆောနာစရည်တာဘာဘီးမှမသိဘူးကွာ။အေးဗာဒါမှမဟုတ်ထပ်တော့ဆက်ကြည့်လိုက်မယ်။ Okay အခုဆိုတော့ဒါကျွန်တော်တေးရပင်အောက်ကိုရောက်နေရပါတော့เนาะ ကြည့်ပါဦးကျွန်တော်ကျွန်တော်နဲ့ကျွန်တော်အရင်နဲ့တည့်ရပင်အရှင်းလာဘာအကိုင်းခံမထွက်ပဲပေါ်ယူထောင်တက်သွားတယ် what the fuck အော်ဒါမှနောက်ကနောက်ကတီးပင်ရတော့တော်ကြီးနေပြီကွာအမ်ဘာကြောင့်စတော်ဘယ်ရီကတော့တော်တော်ဟိုပတ်စံရတဲ့အပင်လို့ပြောလို့ရတယ်ဗျာဒီတဲမှာဒီကိန်းထဲမှာပေါ့နော်ဘလူးဘယ်ရီကပင်ကြီးရောကြီးပဲဗျာဒါပေမဲ့သူကနေပြီးတော့ကျွန်တော်ပတ်စံအဲ့လောက်ကြီးရထားတာတော့မရှိဘူးโอเคဒါကတော့ကျွန်တော်ရဲ့ ဒါပေါ့နက်နက်ပင်နေလာမသိကျွန်တော်စိုက်တော့စိုက်တာမမမီတော့မျိုးစရာတော်တော်များအဆိုတော့ခင်လေခွင်းထဲမှာတယောက်သေးဆိုပေမဲ့အပင်လေးကြီးစိုက်ပြီးနေထိုင်ရတာတော်တော်တော့ပျော်ဖို့တော့ကောင်းပါကြည့်ပါဦးကျွန်တော်ရဲ့မှာဖျင်းရှင်သည်ယူအပင်ရတယ်နေနေပြီးဟုတ်ခေခေဆိုတော့ကျွန်တော်ဒီဒီကကျွန်တော်ရဲ့လေခွင်းနေအကုန်လုံးကိုတိနေမနေစိုက်ပြီးတော့ပြန်လာခဲ့ပါမယ် 2000 years later okay အခုဆိုရင်ကျွန်တော်ရဲ့နောက်မှာမြင်နေရတော့ဒါကျွန်တော်ရဲ့ဥယျာဉ်ချန်ပီယံကြီးပဲဖြစ်ပါတယ်။မဖေးရသီးတို့ပန်သီးတို့ဘာတို့ညာတို့ပေါ့ဗျာအဆုံးစီဆိုက်ပြိုးထားပါတယ်။ okay ဆိုတော့ကျွန်တော်ရဲ့ဥယျာဉ်တွေကိုဒါလည်းရင်းနေဆိုရင်တော့ဒါလို့ရပါတယ်။ okay ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးအထိကြည့်ရှုပေးနေကြတဲ့ပရိသတ်တွေအကုန်လုံးကိုကျေးဇူးအများကြီးတင်ရှိရလို့ပြောကြရင်နှုတ်ဆက်လိုက်ရအောင်ဗျ။နောက်တစ်ပတ်တော့ကြာနေမှာပြန်တွေ့ရအောင်။